ိုင်နေဝေစီရောက်နေတဲ့နှလားသမီးလေးကိုမွေးစားတော့မဲ့တတ်မွန်မြင့်ပြည်သူများလုံးမင်္ဂလာပါရှင့်ရက်ကွက်မီဒီယာကနေပြန်လဲကြိုဆိုလိုက်ပါတယ်တိပင်းအောင်မှာဆွန့်ပြစ်ခံရပြီးတဲ့နောက်ခိုင်နေဝေကခေါ်ယူဆောင်ရှောက်ခြင်းခံထားရတဲ့နှစ်လအရွယ်သမီးငယ်လေးကိုခေါ်ယူဆောင်ရှောက်ခြင်းနေရာကတော့တရုတ်ဆောင်မင်းသမီးတက်မွန်မြင့်မှာ အလုံးလဲတည်ကြတဲ့အတိုင်းယနေ့ခေတ်အချိန်ကုန်စည်နှုန်းတွေတက်ပြီးတော့လူတော်တော်များများကစားဝတ်နေရေးစီးပွားရေးကျက်တဲကြပါတယ်။ဒါကြောင့်လည်းမကြွေးနိုင်လို့ကလေးတွေကိုစွန့်ပစ်တာတွေများလာပါတယ်။အခုဆိုရင်တောင်တကုံကတစ်ပင်အောင်တစ်ခုမှဆစ်စရာနှစ်လသားအရွယ်သမီးလေးတယောက်စားတဆောင်နဲ့စွန့်ပစ်ခံလိုက်ရပါတယ်။စားထဲမှာရေးသားထားတာကတော့15ရက်တလ2025ဗုဒ္ဓဟူးနေ့သမီးလေးမွေးနေ့ဆိုပြီးတော့အခြေအနေတစ်ခုကြောင့်သာဒီလိုမျိုးသမီးလေးကိုစွန့်ပစ်ရတာဖြစ်ကြောင်းသမီးလေးနဲ့မခွဲခြင်းကြောင်းသမီးလေးကိုလည်းအရန်ချစ်ကြောင်းတ နေ့အခြေအနေတွေအဆင်ပြေသွားရင်သမီးလေးကိုလာခေါ်မှာဖြစ်ကြောင်းအလေးနဲ့ထားတောင်းဆိုထားပါတယ်ဆိုပြီးတော့ရေးသားထားခဲ့ရဖြစ်ပါတယ်ဒီလိုမျိုးဇီးမင်းအောင်မှာကလေးငယ်လေးတယောက်ဆုံးပြစ်ထားတာကြောင့်ရက်ွက်သူရက်ကသားတွေကခိုင်နှင်းဝေကိုဖုန်းဆက်ခေါ်ကြတာဖြစ်ပါတယ် စွန်ပြေခံထားရတဲ့ကလေးငယ်လေးကငိုလဲမငိုပဲတော်တော်လေးကိုချစ်စရာကောင်းနေရကြောင်းအစောပိုင်းမှာတော့ရက်ွက်တဲကအမျိုးသမီးတွေကသူတို့မွေးစားဖို့စိတ်ကူးမိခဲ့ကြပါသေးရဲ့။ဒါပေမဲ့သူတို့မွေးစားရင်ခိုင်နှင်းဝေလောက်ကလေးကပြေဆုံးချမ်းသာစွာနေနိုင်မှာမဟုတ်တာကြောင့်ခိုင်နှင်းဝေကိုခေါ်လိုက်တာပါ။အဲဒီနောက်မှာတော့ခိုင်နှင်းဝေကစွန်ပြေခံနှလားသမီးလေးကိုမွေးစားဖို့ခေါ်သွားတာဖြစ်ပါတယ်။ပရိသတ်တွေကတော့တစ်ပင်အောင်မှာစွန်ပြေခံရတဲ့သမီးလေးကချစ်စရာကောင်းလွန်တာကြောင့်သမီးလေးကိုတန်ရုံးစင်တွေ့ချစ်ခင်ကြသလိုရရဆက်ဆက်စွန်ပြေသွားတဲ့မိခင်အတွက်လည်း ကလေးအတွက်တနာနေကြပါတယ်။တမီလေးကိုဆွန့်ပစ်တော်တဲ့မိခင်နဲ့ပတ်သက်လို့ခိုင်နင်းဝေကကလေးငယ်လေးကိုအခုလိုတစ်ပင်အောင်မှဆွန့်ပစ်တာကတာဝန်မဲ့ရာကြလွန်ကြောင်းကလေးငယ်ကိုမဆောင်ရှောင်းနိုင်ရင်လေဂေဟာကိုလာပေးလို့ရကြောင်းပြောပါတယ်။အထူးသဖြင့်ကလေးငယ်ကိုတစ်ပင်အောင်မှဆွန့်ပစ်သွားတာကြောင့်အခုလိုလူကောင်းနဲ့မတွေ့ပဲတရိတ်ဆန်တကောင်ကောင်ကစားသွားတာမတမာသူတအူးကတွေ့သွားတာမျိုးဆိုရင်အရန်ကိုအန္တရာယ်များလွန်းတဲ့လို့ဆိုပါတယ်။ ။တစ်ပင်အောင်မှအစွန်ပြေခံရတဲ့သမီးလေးကိုအရန်ချစ်တဲ့ထဲမှာပါဝင်လာတာကတော့တရုတ်ဆောင်တပ်မုံမြင့်မှာ အလုံးသေးကြတဲ့ဒိုင်ပရိသတ်ချစ်တော်မင်းသမီးလေးတက်မွန်မြင့်ကအရေးပြားလေးပတ်နာယောဂကြောင့်သူမချစ်တဲ့အနုပညာအလုပ်တွေကိုရနာခဲ့ရုံသာမကမြန်မာနိုင်ငံကပါထွက်ခွာပြီးတော့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာမိသားစုလိုက်ပြောင်းရွှေ့ကနေထိုင်ရင်းနဲ့ဆေးကုသမှုခံယူနေခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့တက်မွန်မြင့်ကတစ်ပင်အောင်မှစွန်ပြေးခံရကခိုင်နှင်းဝေစီကိုရောက်ရှိနေတဲ့တမီးလေးကိုခေါ်ယူမွေးစားခြင်းနဲ့လို့သိရပါတယ်။လုံလုံးဆယ်မှာတော့တက်မွန်မြင့်မှာခင်ပွန်းတယ်ကိုစစ်နိုင်တဲ့အတူတားတယောက်တမီးတယောက်ထွန်းကားထားတာဖြစ်ပါတယ်။အခုခါမှာတော့တက်မွန်မြင့်ကတစ် ပင်အောင်မမိခင်အရင်ကစွန့်ပြစ်ခံရတဲ့နှစ်လသမီးလေးကိုပါမွေးစားခြင်းနေရာဖြစ်ပါတယ်။အခုဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဒုက္ခရောက်နေတဲ့ကလေးငယ်လေးကိုကယ်တင်ခြင်းနေတယ်။တရုတ်ဆောင်မင်းသမီးတက်မွန်မြင့်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။